ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့မြမအရေးကြောင့်ဘူးပေါ်တယ်လို့ပေါ်ခဲ့ရတဲ့ရှီကျင့်ပင်ရဲ့အလိညာများဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်တရုတ်ကွန်မြူနစ်ပါတီဟာ၎င်းတို့ရဲ့စိတ်မသက်မသာဖြစ်ခဲ့ရတဲ့အတိတ်တမိုင်းကြောင်းကို ပြန်လဲပြင်ဆင်တတ်မှတ်ဖို့အမဲလို့ကြိုးပမ်းခဲ့ပါတယ်ထို့ထဲမှာတီးမင်းအရေးခင်း ရင်ကျေးမှုဒေါ်လာရင်းများဟာထိတ်ဆုံးကပါဝင်ခဲ့ပါတယ်။ယခုလည်းအမေရိကန်လွန်ကမ္ဘာစနစ်ကြီးကို၎င်းတို့စိတ်တိုင်းကျရေးဆွဲရန်ပြင်ဆင်လာနေပြီဖြစ်ပါတယ်။သို့သောအာရှနဲ့ပတ်သက်လို့အထူးသဖြင့်မြမအရေးမှာ၎င်းတို့လက်တွေ့ကျင့်သုံးနေတဲ့မူဝါဒများနဲ့ပြောင်ပြောင်ကြီးစန့်ကျင်လျက်ရှိနေတယ်လို့တရုတ်ရေးရာကျွမ်းကျင်သူရောဘတ်မန်နင်းက American Foreign Policy Magazine မှာမြန်မာနှုန်း she was or is ခွန်ကောင်းစင်နဲ့ယခုလိုရေးသားလာခဲ့ပါတယ်။အမေရိကန်ရဲ့ဗိုလ်ချုပ်ဆူမိုယီဝါဒဟာ၎င်းတို့တနိုင်ငံနဲ့ကြီးစိုးနိုင်ရေးအတွက်နိုင်ငံများကိုဖိနှိပ်ထားရန်အတွက်သာဖြစ်တယ်လို့အမည်လိုပြောလို့ရှိပါတယ်။၎င်းတို့ရဲ့ Global Security Initiative GSI ကကဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံများရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BRICS BRCS2 နဲ့ အစားထိုးရန်ဒဇထက်ဒဇကျူးပန်းလာခဲ့ပါတယ်။လက်ရှိနိုင်ငံတရားကျော်ကချီးကျူးထောက်ခံလာကြပြီလို့လည်းဆိုပါတယ်။၎င်းတို့အဖို့ကမိခင်ဘဝဟာကောင်းမွန်သည်ဆိုသောအပြောကဲ့သို့ငင်းနိုင်စရာမရှိတဲ့အကောင်းများကိုထုတ်ပြောလာ၍ထောက်ခံကြခြင်းမျိုးသာ ဖြစ်ပါတယ်။ GS ဆရာတကယ်တမ်းမှာငင်းငန်းစွာအတူရှင်တွဲနေထိုင်ရေးမူငါးချက်ကိုမွမ်းမံအသက်သွင်းလာခြင်းသာဖြစ်ပါတယ်။

အလွတ်မပြေးပဲတစ်ဖက်သက်ဆွတ်ဖက်လာခဲ့ပါလေမြန်မာ၎င်းတို့နဲ့အိန္ဒိယတောင်တရုတ်ပင်လယ်တို့ကဲ့သို့နေဆက်ပြဒနာအငင်းပွားမှုမရှိပါဘဲအချုပ်အခြားအာဏာဆိုသည်ကိုအကြောင်းပြပြီးချင်းချောက်အချက်ကိုင်းလာခြင်းလည်းဖြစ်ပါလေတရုတ်က၎င်းတို့နဲ့နယ်နိမိတ်ထိစပ်နေတဲ့နိုင်ငံ14နိုင်ငံရှိတော်လေမြန်မာကဲ့သို့နေဆက်ငင်းပွားမှုမရှိတဲ့နိုင်ငံဆိုလို့အတော်လေးကိုရှားပါလေရုရှားနဲ့ငြိမ်းချမ်းနေသည်ဆိုတော်လေ 1969မတ်လမှာနေဆက်တိုက်ပွဲများဖြစ်ပွားခဲ့မှုပါတယ်မြန်မာမှာပြည်တွင်းစစ်ကြီးဖြစ်ပွားလာမှုနဲ့အတူ၎င်းတို့နေဆက်မှာအွန်လိုင်းငွေလိမ်ခိုင်းများမှုလိုပေါက်လာနေလို့လုံခြုံရေးနဲ့ပတ်သက်ပြီးအဖြစ်သေးတဲ့တရုတ်ဟာမြန်မာပေါ်ထူးအာယုံစိုက်လာခဲ့ပါတယ်ရှီချင်းပင်ဟာ၎င်းရဲ့ဂျီအက်ဆိုင်ဝါဒဖြင့်မြန်မာရဲ့အချုပ်အခြာအာဏာကိုလေးစားသင့်ကြောင်း အင်းကြီးချင်းနိုင်ငံများရဲ့ညီနိုင်ဆောင်ရွက်မှုနဲ့အတူ ဖြည့်ရှင်းရမယ်လို့ပြောဆိုလာတော့လေလက်တွေတွင်မူ၎င်းတို့တနိုင်ငံတွေသာပတ်သက်နေပါလေစုစုပေါင်းဒေါ်လာ20ဘီလီယံတန်ဖိုးရှိရင်းနှီးမြှုပ်နှံထားတဲ့စီမံကိန်းများဟာပြည်တွင်းစစ်ကြောင်၎င်းတို့ရဲ့စီမံကိန်းများနှောင့်နှေးလာပါလေ၎င်းတို့ရဲ့စီးပွားရေးလုံခြုံရေးနဲ့ရင်းမှန်းချက်များကိုနံပါတ်1အဖြစ်ဦးစားပေးလာတဲ့တရုတ်ဟာဖေဖော်ဝါရီလအတွင်းပူးတွဲလုံခြုံရေးကုမ္ပဏီကိုထူထောင်လာခဲ့ပါလေ။ မြန်မာဘက်ကလည်း၎င်းတို့အလူကျဥပဒေပြတန်းပေးခဲ့ပါတယ်တရုတ်ဟာအာဏာသိမ်းဖွယ်ရာတရုတ်ဝင်အသိမှတ်ပြုခြင်း မရှိသေးတော့လဲဗက်ပေါင်းစုံမှကစားနေပြီးတော့၎င်းတို့အကြမ်းမှာချစ်ချင်မှုမရှိတော့လဲအပြန်အလှန်မီခိုနေရမှုများရှိနေပါတယ်ထို့အတွက်၎င်းတို့ပတ်သက်နေတဲ့နှစ်ဖက်စလုံးအကြောနှစ်ဖက်စလုံးအကြားမှာပြည်လည်မှုရရှိဖို့၎င်းတို့ဖာသာ၎င်းတို့ဖြန်းဖြီးဒူးလို့တတ်မှတ်ပြီးတော့ ကြားပွဲစားလှုပ်လာခဲ့ပါတယ်။ယခုကနိုင်ငံရဲ့ဧရိယာတဝက်ပင်ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့အကြမ်းဖက်စစ်ကောင်စီပြိုလဲလူမတက်ဖြစ်လာနေဒီကိုစိုးရင်ထိတ်လန့်လာခဲ့ပါတယ်။တရုတ်ရဲ့လက်နက်များကိုစစ်ကောင်စီနဲ့တိုင်းရင်းသားအဖွဲ့များကိုပေးလာခဲ့ပြီး၎င်းတို့နဲ့အနီးဆက်ဆုံးဖြစ်တဲ့ဝတ်တပ်များကတဖန်တော်လိုင်းရေးဖွဲ့များအတော်များများကိုဖြန့်ဝေပေးခဲ့ပါတယ်။နောက်ပိုင်းမှာ၎င်းတို့နေဆက်ရှိအွန်လိုင်းငွေလိမ်များအား အာနာသိန်းဖွဲ့မဖြစ်ရှင်းနိုင်မှုကိုစိတ်ပြက်လာခဲ့ပါတယ်။ထို့အတွက်ကြောင့်လည်းဘီဂျင်းရဲ့မတိမတာမျက်ရိပ်ပြခဲ့မှုကြောင့်ညီနောင်၃ဘော်ရဲ့တဆန်နဲ့ဆက်ခွန်ဆစ်စင်ရေးဟာထိတ်လန့်စရာကောင်းလောက်အောင် အောင်မြင်ခဲ့ရခြင်းဖြစ်ပါတယ်။2023ဒီဇင်ဘာမှာအကုန်မှာနယ်မြေစတူရမ်းမိုင်9800ကိုသိမ်းယူနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာကုန်တော်ရေးလမ်းကြောင်းပြန်ဖွင့်ရန်နှစ်ဖက်ယာယီအပြည့်အဝရေးအတွက်ကြားဝင်ပြီးခဲ့တော်လဲ။ တဖက်တွင်ကချင်လွတ်လပ်ရေးတပ်များကထိုးစစ်ဆင်လာခဲ့ပါတယ်ပြည်ချင်းဟာစစ်ကောင်စီအရေးနှိမ်လာတော့မှကိုသိလို့ဂျူရီလူကြီးများအားလက်ထိုးတဲ့ဤဖြင့်၎င်းတို့လူချင်းတဲ့ပုံစံမျိုးဖြစ်လာအောင်လုံပန်းလာကြပါတယ်တိုင်းနယ်လက်နက်ကိုင်များကိုလည်းစစ်ကောင်စီနဲ့အတူပူးပေါင်းပြီး 2025ရွေးကောက်ပွဲကိုသဘောတူကြဖို့မြှူဆွဲလာပါတယ်။အာဆီယံကမြို့နယ်145မြို့တွင်သာ လူဦးရေစရင် ကောက်နိုင်တဲ့ရွေးကောက်ပွဲကိုဟန်ပြတတာလို့ရှုတ်ချလာပြီးငင်းငန်းကြီးအရင်ဖော်ဆောင်ရန်ပြောဆိုလာကြပါတယ်။ဘီဂျင်းကအချမ်းဘတ်စစ်ကောင်စီကိုသာ ပိုပြီးလူလားတော်လဲ NUG မှတည်ငြိမ်မှုဖော်ဆောင်ပေးနိုင်ရင်လက်တွဲလူစိတ်ရှိနေပါတယ်။ ပြဿနာရှိလာနေတဲ့ယူကောက်ပွဲနဲ့အတူတည်ငြိမ်မှုရှိအောင်မဆောင်မစွမ်းဆောင်နိုင်တော့မှတန်တရာဝင်လာတဲ့အခါမှာလက်ရှိရှုပ်ထွေးနေတဲ့အင်အားစုများနဲ့၎င်းတို့လူချင်းနဲ့ရလက်ထွက်လာအောင်လှုပ်လာနိုင်ပါတယ်အမေရိကန်ရဲ့အသင့်အင့်သာပါဝင်ပတ်သက်နေမှုကိုလည်းပုံကြီးချက်ပြောဆိုနေစေပဲဖြစ်ပါတယ်လက်ရှိမှာမြန်မာအရေးအားဖြည့်ရှင်းရန်နိုင်ငံတကာရဲ့ကြိုးပမ်းမှုများဟာတိုးမပေါက်ဖြစ်နေစေပင်ဖြစ်ပါတယ် မြန်မာမှာလူမျိုးစုအမျိုးမျိုးကွဲပြားနေလို့ရင်ညာစေရန် မလွယ်သဖြင့်ရည်ရှိတည်တတ်မဲ့တည်ငြိမ်မှုမျိုးရနိုင်ရန်မလွယ်လို့ဆိုတော်လဲတရုတ်ဟာ၎င်းတို့အကျိုးစီးပွားအတွက်ဩဇာညောင်းပြီးသားစီးရေးစီးပွားရေးနဲ့တန်တမန်ရေးတွင် ပုံဩတုံးလာနိုင်မဲ့အရေးကိုရှော့တွက်ထားလို့မရပါဘူးရှီကျင်းမင်းဟာ2014ခုနှစ်ခရဲကအာရှရဲ့ပြဿနာကိုအာရှသားတို့သာ ဖြေရှင်းရမယ်လို့မကြာခဏရည်ညွှန်းပြောဆိုနေပါတယ် ို့တော်မြမအေးမှာဓာတ်ရိုက်ဆက်ဆက်နေတဲ့နေနမိတ်ထိဆက်နေတဲ့အာရှလင်းနိုင်ငံဖို့အာရှသားချင်းအတူတူလက်တွေ့မှာအချို့က၎င်းတို့ထက်ပို၍အခွင့်အရေးရှိအရေးပါနေတယ်လို့ယူဆနေကြပါတယ်။ထို့အတွက်ရှီကျင်းဖင်ရဲ့ GSI အပြောကိုလည်းလက်တွေ့မြမအေးကိုကြည့်၍ကြောင်သူတော်အပြောမျိုးလို့ဆိုကပယ်ချခဲ့ကြပြီ ဖြစ်ပါတယ်အမေရိကန်၎င်းတို့အဖို့အခြားနိုင်ငံများ ထက်တာလွန်သည်ဆိုသော exceptionalism အယူအဆဖြင့်ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများ ဖြန့်ဝေနေချိန်မှာတရုတ်ဟာ၎င်းတို့ဟာတာလွန်တယ်လို့ဆိုတာတရုတ်ယဉ်ကျေးမှုတရုတ်ဟန်ကိုလက်ခံလာအောင် လုပ်နေခြင်းဖြစ်ပါတယ်တရုတ်ဟာတစ်ချိန်က ကမ္ဘာအလယ်ပိုင်းဘရင်နိုင်ငံ Middle Kingdom ကိုပြန်ပြီးအသက်သွင်းလိုပြီးတော့နိုင်ငံများကို၎င်းတို့ရဲ့လက်ထက်လက်တက်လက်ခွဲများအဖြစ်ရဝန်းလန်းစီမံကိန်းချင်းငွေများနဲ့တိမ့်သွင်းလာခြင်းဖြစ်ပါတယ်။ရင်းကိုကမ္ဘောဒီးယားနဲ့လာအိုမှာအထင်အရှားတွေ့မြင်ရမှာဖြစ်ပါတယ်။ရှီကျင်းမင်းရဲ့စိတ်ကူးယဉ်အယူအဆများဟာနိုင်ငံပေါင်းချုပ်အသင်းကြီးပုံစံပြန်အသက်သွင်းလိုပြီး အထက်တန်းကျောင်းသားများ၎င်းတို့စိတ်ကူးဖြင့်ဖြစ်စေခြင်းသောကုလသမဂ္ဂအဖွဲ့ကြီးမျိုးချပြသည်ထက်မပိုပါဘူးမြန်မာနယ်ပတ်သက်လို့၎င်းတို့ရဲ့အပြင်းစွဲအပြော့စွဲဟာထိရောက်မှုမရှိတဲ့အပြင်တန်တမန်ကြီးဘက်မှလည်းအယောင်ဆောင်မူဝါဒများရှည်တန်းတင်လာလို့အမမာအယွင်ယွင်ဖြစ်ခဲ့ရပါတယ်၎င်းတို့ရဲ့စီးပွားရေးနဲ့မဟာဗျူဟာဘိုင်းအင်အားကြီးလာမှုကိုအရာတွင်းခဲ့ခြင်းမရှိတဲ့လက်ရှိကမ္ဘာစနစ်ကိုလည်းစိတ်ကုန်ခန်းလာနေပါတယ် အင်အားကြီးနိုင်ငံဆောင်ပါဝင်စီမံခန့်ခွဲရမယ်ဆိုတဲ့မာဒီပိုလာစနစ်ဟာလည်း၎င်းတို့ကအဓိကနေရာမှာထားပြီးဘရာဇီးတူရကီအိန္ဒိယကဲ့သို့ ပေါ်ထွန်းစာအင်အားကြီးနိုင်ငံများကိုလူရာသွင်းမဲ့စနစ်မျိုးမဟုတ်ပါဘူးမြန်မာနိုင်ငံကံကြမ္မာနဲ့ကမ္ဘာအစည်းအဝေးတစ်ခုလုံးရဲ့အနာဂတ်ဟာဒေတာတွင်းနဲ့ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်မဲ့အင်အားချိန်ဝင်ရှာအသစ်တစ်ခု တိဆောက်နိုင်မှုအပေါ်မူတည်နေပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်